ဥယောပဝေခွင့်အတွက်အနိုင်ကံမဲ့ဆေတာပီကိုဒုက္ခဆိုစနေညစပိန်လာလီကာပွဲစဉ်38ပွဲကြို30ချက်ရီယန်နဲ့ဆိုစီဒက်ည8:45ဒဏ်ရာပြဿနာများစွာအပြင်အမှတ်လိုအပ်ချက်လည်းမရှိတော့ပေမဲ့ရီယန်ဟာနောက်ဆုံးလာလီကာ9ပွဲမှာ6ပွဲနိုင်ထားတာပါဒါပေမဲ့2025ရဲကလာလီကာအင်ကွင်း6ပွဲမှာရီယယ်ဂိုးပြန်မပေးရတာနှစ်ပွဲသာရှိခဲ့ပါတယ် လက်ရှိချိန်မှာတည်ငြိမ်မှုကင်းမဲ့နေတဲ့ဆိုစီဓာတ်ကတော့ဗာနေမျိုးလာကန်နဲ့နောက်ဆုံးနှစ်နှစ်မှာရီယဲကိုဂိုးပြန်သွင်းနိုင်ခဲ့တာပါကိုပေါင်းစေးသုံးလုံး90အရှုံးပေါက်တဲ့အခုပွဲမှာဂိုးပေါက်ခါတာပိုစစ်ချရလိမ့်မယ်။လီဂါနက်စ်နဲ့ဗယ်လာဒိုရီည7နာရီသူ့အထက်တန်းဆင်းဆောင်ကက်လရဲ့အသင်းနဲ့နှစ်မှတ်ကွာတဲ့လီဂါနက်စ်ဟာနိုင်မှသာတန်းကြံမျှော်လင့်ချက်ရှိမှာပါ။ ထောင်ဖြတ်ရတော့မှာဖြစ်မဲ့နောက်ဆုံးအိမ်ခွင်၈ပွဲမှာခုနှစ်ပွဲဂိုးပေးခဲ့ရတဲ့လီကာနဲ့ခန်စစ်ကတော့တည်ငြိမ်မှုမရှိပါဘူး။ဇယားအောက်ခြေကဗဲလာဒိုရီကတော့၁၁ပွဲဆက်ရှုံးထားပေမဲ့နောက်ဆုံးအဝေးကွင်း၆ပွဲစလုံးမှာအပြန်အလှန်သွင်းဖို့ရှိထားပါရဲ့။ဂိုးပေါင်းစေး၃လုံး35အနိုင်ပေါက်တဲ့ဒီပွဲမှာ လီကာနက်၂ဂိုးပြတ်တာမျှော်မဲ့အစားဂိုးပေါ်ကသာပိုကောင်းပါပါ။အစပန်ယိုနဲ့လက်စပါမန်ည၁၇နာရီ လက်စပါမကတန်းစင်းပြီးသားဆိုပေမဲ့အစပန်ညိုကတော့နိုင်မသာ တန်းကြံသေးကြမှာဖြစ်ပါတယ်။နှစ်သင်းစလုံးကတော့လက်ရှိချိန်မှာနောက်ဆုံး၅ပွဲဆက်စီရှုံးထားကြတာပါ။ဒီထဲမှာလက်စပါမဟာရှုံးပွဲသာဆက်နေပေမဲ့တကောအကွာနဲ့သာကက်ရှုံးနေတာဖြစ်ပါတယ်။အစပန်ညိုတလုံး65အရှုံးဆိုပေမဲ့နှစ်ဂိုးပြန်မရှုံးနိုင်နဲ့အဲ့တင်နဲ့သာစွန်စားကျင်တာပါ။အလောဘတ်စ်နဲ့အိုဆာဆူနာညတနာရီခွဲ နှစ်ပွဲဆက်ဝမ်းစည်းအနိုင်ကြောင့်အလာဘတ်စာပြီးခဲ့တဲ့အပတ်ကပဲတန်းကြံတည်ကြခဲ့တယ်။နိုင်ထားမှသာဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိမဲ့အိုဆာဆူနာကတော့ဒီဟာဒီသူတို့အောက်ကအသင်းတွေနဲ့အဝေးကွင်းပွဲတွေမှာတပွဲသာရှုံးထားတာပါ။ဒါအပြင်အိုဆာဆူနာဟာအလာဘတ်စ်နဲ့အဝေးကွင်းတွေးဆမှုနောက်ဆုံးခုနှစ်ပွဲမှာလေ6ပွဲနိုင်ထားပါလေ။အမှတ်လိုအပ်ချက်ရှိနေတဲ့ဧည့်သည်တွေပဲ level 30ရင်းကြည့်ရမှာပါ။ဂီတာဖေးနဲ့ဆက်တာဘီကိုညတနာရီခွဲ ဂီတာဖေးကဘာမှဖြစ်မလာနိုင်တော့ပေမဲ့ဆက်တာဘီကိုကတော့နိုင်ထားမှသာဥရောပဝင်ခွင့်သင်ကြမှာပါ။လက်ရှိမှာလည်းဂီတာဖေးဟာနောက်ဆုံးအင်ခွင့်6ပွဲမှာ9ပွဲရှုံးထားပါတယ်။ဆက်တာဘီကိုကတော့နောက်ဆုံးအဝေးခွင့်9ပွဲမှာဘာကာရီယဲရိုနဲ့2ပွဲသာရှုံးခဲ့ပြီး3ပွဲနိုင်ထားတာပါ။မဖြစ်မနေနိုင်ဖို့လို့တဲ့တလုံး85အနိုင်ပေါက်ဧည့်သည်တွေပဲလက်တွဲကျင်ပါလေဗယ်လီကာနိုနဲ့မာယော့ကာညတနာရီခွေ မာယောကာကအမှတ်မလို့တော့ပေမဲ့ဗယ်လီကာနိုကတော့နိုင်တာနဲ့ဥရောပဝင်ခွင့်တေးချပါပါလက်ရှိမှာလဲဗယ်လီကာနိုဟာနောက်ဆုံးလာလီကာ၄ပွဲမှာ၃ပွဲနိုင်ထားပါတယ်မာယောကာကတော့နောက်ဆုံးလာလီကာအဝေးခွင့်၅ပွဲမှာ၄ပွဲရှုံးထားတာပါတလုံးသေးပေါက်တဲ့အင်းရှင်အရေးအောက်တာခိုးလုံးကျင်ပါတယ်